်မင်္ဂလာပါရှင်ကျွန်မကတော့ချီချူဆမ်မာ DBPO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးတော့မှာပါ မကွေးတိုင်းပွေးဖြူမြို့နယ်ထဲကစစ်ကောင်စီဂိတ်စခန်းကိုအော်တိုဘားလ၄ရက်နေ့မှာဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့စစ်သားနဲ့ရဲလေးယောက်တေဆုံးပြီးလက်နက်ခဲယမ်းတွေလည်းတိတ်ဆဲရမိခဲ့တယ်လို့မင်းဘူးခရိုင်အမှတ်9တပ်ရင်းကအော်တိုဘားလ၈ရက်နေ့မှာသတင်းထုတ်ပြန်လာပါတယ်။ ပွေးဖြူမြို့နယ်ထဲမှာရှိတဲ့မက်စလီဆဲတော်ကျိုးဒရာမှာရှိတဲ့စစ်တပ်ဂိတ်စခန်းကိုတော်လိုက်ရဲမဟာမိတ်တပ်ဖွဲ့တွေဝေရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့မင်းဘုခရိုင်အမတ်ခွနစ်တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်အဲ့ဒီတိုက်ခိုက်မှုကိုမင်းဘုခရိုင်အမတ်ခွနစ်တပ်ရင်းနဲ့အတူမင်းဘုခရိုင်ပါကဖပွေးဖြူမြို့နယ်ပါကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ခိုက်မှုအတွင်ကနေ G3 တနတ်၃လက် ဦးစည်းသနတ်သုံးလက်အပြင်ဂျီအတောက်ရေ1800နီးပါးနဲ့တခြားစစ်အုံဆောင်တွေလည်းသိစေရရှိခဲ့တယ်လို့သူကစပြောပါတယ်ပိကရ2024ခုနှစ်နိုဝင်ဘာလကုန်ပိုင်းမှာလဲအစိုးရမဲဇလီဆဲတော်ဂျိုဒရာမှာရှိတဲ့စစ်ကောက်စီတပ်ရဲ့ gate scan ကိုဝေရောက်ပြခတ်တိုက်ခိုက်ခဲ့ကြသေးလို့စစ်ကောက်စီလက်အောက်ခံသုံးဦးထက်မနည်းသေဆုံးကလက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြတယ်လို့လဲမင်ဘူးခရိုင်အမှတ်9တပ်ရင်းစီကနေသိရပါတယ်ရှင်။ စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်တောင်ပိုင်းကလေးကံကောလမ်းမပေါ်မှာရှိပြီးပြီးခဲ့တဲ့ဧပြီလမှာတော်လိုင်းတပ်တွေသိမ်းပိုက်ထားတဲ့ကြံသာရွာကိုစစ်ကောမရှင်နဲ့ပြူစော်ရီပူပေါင်းတပ်တွေကစက်တင်ဘာ20ရက်မှာပြန်ရထားတာပါအဲ့နောက်ပိုင်းအင်ဂျင်200ဝန်းကျင်ရှိတဲ့ကြံသာရွာအပြင်ကြံသာကနေ3မိုင်လောက်အကွာမှာရှိတဲ့ဟန်တာဝရီရွာမှာပါအင်အားရိတ်ခါဖြစ်တင်းနေပြီးရုံးလက်နက်ကြီးတွေပြစ်ခတ်မှုပြစ်လုံနေလို့စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။သူတို့ကတော့ နီတီအောင်ကိုပြန်ပြီးတော့မှထိုးစစ်ဆင်ရမယ်ဆိုတော့အထက်မိန်လည်းရှိတယ်ဆိုတော့လည်းကျွန်တော်တို့ကြားထားတာရှိတယ်ပေါ့နော်တက်အချိန်ပိုင်းလေးတွေလည်းပြန်လည်းပြုတ်လုံနေတာဖြစ်တဲ့အတွက်အဲဒီကနေမှတဆင့်ဟိုစုဖွဲ့မှုကောင်းကောင်းပြင်ဆင်မှုကောင်းကောင်းနဲ့ဆက်ပြီးတော့မှတောက်လျှောက်ပြန်ပြီးတော့မှထိုးစစ်ဆင်ဖို့တော့ကြိုးစားလာမယ်လို့တော့ကျွန်တော်တို့ဘက်ကတော့အာတိထားတယ်ပေါ့နော်ဆိုတော့ဟိုတောက်လျှောက်ဆိုသလိုတော့စီကြီးကတော့တင်းပေါင်မှုရှိပါတယ် စစ်ကောင်မရှင်တပ်တွေကကြံတာကိုထိန်းချုပ်နိုင်ခဲ့တဲ့နောက်ပိုင်းတော်လိုင်းတပ်တွေရှိမဲ့ထင်းတဲ့နေရာတွေနဲ့အနီးဝန်းကျင်ကကြေးရွာတွေကို120မမဘုံသီးတွေတုံးပြီးဒရုန်းတွေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုပြစ်လုံနေတာဖြစ်ပါတယ်ဒါကြောင့်ပဲနှစ်ပတ်ကျော်အတွင်းအရက်သားဒေသခံ၃ယောက်သေဆုံးပြီး၅ယောက်ဒဏ်ရာရခဲ့ကအနီးဝန်းကျင်ကရွာတွေဖြစ်ကြတဲ့တင်သားကြီးရွာအောင်မင်္ဂလာကြီးရွာအောင်သာယာကြီးရွာနဲ့ရှားဖို့ကြီးရွာတွေကဒေသခံအလုံးကြီးပါဆစ်ရှောင်နေကြရတာဖြစ်ပါတယ် ကျွန်တော်တို့ဒီဆစ်ဆောင်အားလုံးလေးပဲမှာသုံးပုံမှနှစ်ပုံလောက်ကတော့တော့အခက်ခဲခက်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 နဲ့ရင်ဆိုင်နေရတယ်ဗျ။ဘာဖြစ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ဆစ်ဆောင်စခန်းတနေရာပေါ့လေ။ဒီဆစ်ဆောင်စခန်းတနေရာမှာရှိတဲ့အာကျောင်းလာခမှာပေးနိုင်လို့ပေါ့လေ။အကျောင်းထွက်ချင်တဲ့ကလေးရှိရပေါ့။အဲ့လိုကျောင်းလာခထောက်ပိုင်သွားတဲ့ခါမှာဆစ်ဆောင်เนี่ยကျွန်တော်တို့ပြန်နေခါမှာအဲ့ခံတာပေါ့။ထမင်းကျွေးတဲ့ခါမှာသူတို့စိုက်ထမင်းကျွန်တော်စိုက်ကြည့်တဲ့ခါမှာစခွဲဖြစ်နေ။ဆက်အဆက်မဟုတ်ဘူးစခွဲ။အဲ့လိုလေသူတို့ကအတွင်းနဲ့ဝဲခါမှာစားသူတို့ ချက်စားတာကျွန်တော်စားခဲ့တာပေါ့နော်ကိုယ်တိုင်စားခဲ့တော့ကျွန်တော်တို့ပိုပြီးခမတိလာတာပေါ့ဆစ်ရှောင်းဦးရည်တွေပို့ပြီးတော့များပြလာတာမက်ရှလာ28ရက်သခိုင်းငလင်နောက်ပိုင်းကုညီပေးတဲ့ NGO တွေယောင်းနေလာတာရေကြီးမှုကြောင့်စိုက်ခင်းတွေပြက်စီးတာကလည်းဆစ်ရှောင်းတွေအတွက်အလောက်ကန်ရှားပါးစေတာကြောင့်အခုလိုအခက်အခဲတွေနဲ့ပုံမှုရင်ဆိုင်လာရတာလို့သိရပါတယ်ဒါအပြင်စစ်တပ်ကကလေးနယ်တောင်ပိုင်းကကြေးရွာတွေကို ဆက်သွယ်ရေးရိခါစေဝါနဲ့ဆက်သုံးစီတွေပိတ်ဆို့ထားပြီးတိုက်ပွဲတွေကလည်းပြန်ဖြစ်လာနိုင်ခြေရှိတာကြောင့်စစ်ရှောင်းတွေအတွက်အရေးပေါ်အကူအညီတွေလိုအပ်နေကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူသားစာနာအဖွဲ့ကကောက်ခံရရှိထားတဲ့စည်းရင်းတွေအရတော့အခုလပိုင်းအတွင်းပြောင်းရွှေ့ရသူတထောင်ကျော်အပအဝင်ကလေးမျိုးနဲ့တောင်ပိုင်းဒေသတစ်ခုလုံးမှာစစ်ရှောင်းဥယေတထောင်ကျော်အထိရှိနေပါတယ်။ကျွန်တော်စိုးသူအောင်ပါ မကြသေးမီကဒရုန်းကျူးကျုံမှုဖြစ်ရပ်တွေဟာဥရောပမှာပေါက်ဆက်စစ်ပွဲကိုရင်ဆိုင်နေရတာကို ပြသပြီးတုတ်ပြရမှာလဲရိုးရာကာကွယ်ရေးထက်ကျုံလွန်သွားရမယ်လို့ EU ကော်မရှင်ဥက္ကဋ္ဌအာဆူလာဘွန်ဒါလီယန်က အောက်တိုဘာ10ရက်မှာပြောလိုက်ပါတယ်ဒါဟာကြပါနှောက်ရတာမဟုတ်ပါဘူးလို့ပြည်သက်နိုင်ငံ Strasbourg မြို့မှာရှိတဲ့ဥရောပလွှတ်တော်မှာပြောတဲ့မိခွန်အတွင်ဘွန်ဒါလီယန်ကပြောခဲ့တာပါ အဖြစ်ပြက်အားလုံးအတွက်ရုရှားမှာတာဝန်ရှိတယ်လို့တော့သူကမပြောခဲ့ပေမဲ့ရုရှားရဲ့ယူရချက်ကဥရောပမှာအကွဲပြက်ဖြစ်အောင်လုပ်နေတယ်ဆိုတာရှင်းပါတယ်လို့တော့ပြောပါတယ်။ဥရောပတာဝန်ရှိသူတွေကတော့မကြသေးမီကဖြစ်ခဲ့တဲ့အဖြစ်ပြက်တချို့ဟာရုရှားဆိုရနဲ့ဆက်ဆက်နေတယ်လို့ဆက်ဆွဲခဲ့ပါတယ်။ ဥရောပဟာရုရှားကချိန်ချမှုတွေအရှိန်မြင့်နေတာကို ထိုင်ကြည့်ရင်တွတ်ဆုံနေမလားချိန်ချမှုတွေကိုစီလုံးညညွတ်မှုဟန့်တားမှုဖြည့်ရှင်းမှုတွေနဲ့ရင်ဆိုင်မလားဆိုတဲ့ရွေးချယ်မှုတွေကိုရင်ဆိုင်နေရတယ်လို့လည်းပွန်တာလီယန်ကပြောခဲ့ပါတယ်ရှင်။ ကြသေးမီကဒရုန်းကျူးကျုံမှုဖြစ်ရတွေဟာဥရောပမှာပေါက်ဆက်စစ်ပွဲကိုရင်ဆိုင်နေရတာကို ပြသပြီးတုတ်ပြရမှာလဲရိုးရာကာကွယ်ရေးထက်ကျုံလွန်သွားရမယ်လို့ EU ကော်မရှင်ဥက္ကဋ္ဌအာဆူလာဘွန်ဒါလီယန်က အောက်တိုဘာ10ရက်မှာပြောလိုက်ပါတယ်ဒါဟာကြပါနှောက်ရှက်တာမဟုတ်ပါဘူးလို့ပြည်သက်နိုင်ငံ Strasbourg မြို့မှာရှိတဲ့ဥရောပလွှတ်တော်မှာပြောတဲ့မိခွန်အတွင်ဘွန်ဒါလီယန်ကပြောခဲ့တာပါ အဖြစ်ပြက်အားလုံးအတွက်ရုရှားမှာတာဝန်ရှိတယ်လို့တော့သူကမပြောခဲ့ပေမဲ့ရုရှားရဲ့ယူရဲချက်ကဥရောပမှာအကွဲပြက်ဖြစ်အောင်လုပ်နေတယ်ဆိုတာရှင်းပါတယ်လို့တော့ပြောပါတယ်ဥရောပတာဝန်ရှိသူတွေကတော့မကြသေးမီကဖြစ်ခဲ့တဲ့အဖြစ်ပြက်တချို့ဟာရုရှားဆိုရနဲ့ဆက်ဆက်နေတယ်လို့ဆက်ဆွဲခဲ့ပါတယ် ဥရောပဟာရုရှားကချိန်ချမှုတွေအရှိန်မြင့်နေတာကိုထိုင်ကြည့်ရင်တွတ်ဆုံနေမလားချိန်ချမှုတွေကို စီလုံးညညမှုဟန့်တားမှုဖြည့်ရှင်းမှုတွေနဲ့ရင်ဆိုင်မလားဆိုတဲ့ရွေးချယ်မှုတွေကိုရင်ဆိုင်နေရတယ်လို့လည်းပွန်တာလီယန်ကပြောခဲ့ပါတယ်ရှင်ဒီဗီဗီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချစ်ချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင်